ဘေးအိမ်မှာစီးပွားဖြစ်နေတာကိုမလိုလားလို့ဆိုပြီးနေစဉ်နေတိုင်းချီအိုးထဲမှာအလေးစွန့်ပြီးစီးပွားဖြစ်နေတဲ့အိမ်ရှိကိုနေတိုင်းလာပြီးချီအိုးသွန်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတုန်းကမြိတ်ဒေသထက် စားတောက်ကုန်တွေကိုရောင်းချနေတဲ့ရန်ကုန်မြို့ကခိုင်ငပုတ်၆ဆိုင်မှာအခုဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ မြိတ်ဒေတာထံငပိငါ6တွေရောင်းချတဲ့ခိုင်ငပုတ်6ဆိုင်ရဲ့ဆိုင်ရှိမှာဘေးအိမ်မှာနေတဲ့အသက်80ကျော်အဖွားဦးတယောက်ကနေ့စဉ်နေ့တိုင်းချီအိုးထဲမှာအလေးစွန်ပြီးအဲ့ဒီချီအိုးကိုခိုင်ငပုတ်6ဆိုင်ရဲ့အိမ်ရှိမှာလူမသိတဲ့အချိန်မှာလာရောက်သွန်ခဲ့တာပဲဖြစ်ပါတယ်။ ။ငကိုကလေးကငချောက်ရောင်တဲ့အိမ်ဖြစ်တာကြောင့်အိမ်ထဲကငချောက်စော်နန်းနေလို့အစာပိုင်းမှာထင်ခဲ့ကြပေမယ့်နောက်ပိုင်းရောက်မှ CCTV ကိုပြန်လည်စစ်ဆေးတဲ့အချိန်မှာအဆိုပါအသက်80ကျော်အဖွားဦးကသူ့ရဲ့နေစဉ်စွန့်နေတဲ့ချီးတွေကိုအိမ်ရှိမှလာရောက်တော်တာကိုမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ ကြောင့်မလို့ခိုင်ကပုတ်ချောင်းဆိုင်ဆိုင်ရှင်မိသားစုကအဆိုပါအဖွားအိုကိုအိမ်ထဲထိခေါ်ပြီးတော့ယခုပြဿနာကိုရက်ကွက်ကတာဝန်ရှိသူတွေနဲ့အတူဖြေရှင်းခဲ့ကောင်နောက်နာမလို့တော့ပါဘူးလို့ခံဝန်ကတိထိုးခိုင်းခဲ့တာလည်းဖြစ်ပါတယ်ဘာလို့ခုလာနေချင်းဘာမှမလုပ်နိုင်ရတော့အဲ့ဒါကြည့်ပါဦးလားရှင်းနေလားခါးရမလို့ပါအောက်ကစီးပြီးပါဘူးစီးအိုးလေ ဘူးအိုးနေလာတာအိုးနေလာတာသတိအိုးလိုမျိုးအိုးနေလာတာဘာဘာကဲတော့မဟုတ်လားဟုတ်လားသူအဲ့မှာနော်ဒီချီးနဲ့နေလေဈေးဝဲသူတွေလေဟိုဟာဖြစ်လုံးလို့လေနန်လုံးလို့ငါအိမ်ကိုလေနှာခေါင်းတော့ရှုပ်တယ်ငချောက်ရောင်းနေဆိုရင်မချီးနဲ့နဲ့ငချောက်နဲ့ခွဲတတ်တယ် ယူလေးနေပုံလိုက်ခတ်လာလေကိုဟာရေကိုဟာပုံသွားဟာရိုင်းသူများထက်ရိုင်းနေနော်ညီမကျန်လို့ဘာအဖေကိုကသမီးကိုလောက်လိုက်ကြတယ်ကနန်ကိုကသမီးကိုဖလားတနာဖို့ပါလေကြည့်ကြသမီးမတနာကြသမီးကိုကြည့်သမီးညနာကိုဘလို့ကြည့်မလဲအဲဒီလိုပုံစံနဲ့ကိုသမီးကိုဘလို့ကြည့်မလဲမေးမှန်းတော့ဒီညမရှိပါဘူးကိုသမီးကသမီးနဲ့သမီးကိုအတွေ့အကြုံအဆင်မပြေဖြစ်သွားလို့ရှိရင်ကိုဘလို့နေမလဲ quá cục lục xin khăn phá hàm lẻ Alo, tui lê ủ tui Lù chí xô lù chí ít tui, có khẩn lê ủ tui lê lạng ủ tui nè Tại vì nó bê nè gắt hùa bà lao yàm lẻ Anh lao chí nè lao nè thị gồ Mà mì mà cổ tao lô yà Tao mì ế, mì tao chí nè bê bộ Tao sẽ bị hả mà bê ủng lạ Nói lại bê lạy mẹ nó, tao mì đến nhìn nào, tao mì nhìn nào chào, tìm hóa chí lạy mẹ တကယ်တော့မပြီးဘူးနော်တပည့်ပြောပြမယ်အခုချီးတွေနေတိုင်းလောင်းတာနောင်တရလားနောင်တရမဟုတ်တရားအောင်ရှိတော့ဖိတ်အဖွားအသက်ဘယ်လောက်ရှိပြီလဲ50ဟုတ်60အဖွားရွယ်တရဖရတရားလုံးရမယ်ရွယ်စိတ်ပြီးကန်ရမယ်ရွယ်ချီးအိုးကန်ရမယ်ရွယ်မဟုတ်ဘူးတိလားသူများဟိုမကောင်းမဲ့ကြံမင်းနဲ့ဟိုကိုသေရင်ပါသွားမဲ့ဖရတရားလုံးရမယ်အရွယ်ဖြစ်နေပြီတိလား အဖွားရဲ့စိတ်ထဲမှာအများနဲ့သူမျိုးကျွန်တော်ဘယ်လိုမှလိုက်ရောမှခလေးတွေပြောတာမှန်နေနော်တချို့ဟာဟာသူကခင်ဗျအဲ့ဒါတွေမလုပ်သင့်ဘူးနော်တစ်ခါတည်းမဟုတ်ဘူးအခုခေတ်ကလေနေမြင်ညာပြအဖွားဒီနေ့ဟောဖြစ်မနေ့ဖြစ်မသိဘူးဘယ်သူပြောနိုင်လဲအာမဘယ်သူမှမခံရဘူးနော်ကိုလည်းဗုဒ္ဓဘာသာမြန်မာလူမျိုးနော်ဟုတ်ကဲ့ပါမြန်မာပါလက်ဖက်ကလက်ဖက်ကလောက်စီကြတော့ရွှေပြည်တော့တောင်တကုံက ကားထွက်မှာလားအဖွာတမီးတို့နောက်ထပ်မြင်ပြီလို့ရှိရင်အဖွာတမီးတို့ဘာလုပ်အောင်မလဲအဲ့ဒါကြတော့အဖွာပြုလိုက်ဒီနေ့ကတော့ရက်ွက်လူကြီးရဲ့ဆုံးမမှုကြောင့်တမီးတို့ကဒီလောက်လောက်နဲ့ပဲနားလဲပေးလိုက်မယ်နော်နောက်တစ်ခါဆိုရင်တော့လေတမီးတို့ကရတယ်နော်ဘယ်သူမှဂယူမဆိုင်ဘူးကိုဒီတလောက်တော့တမီးတို့ကဘယ်လောက်ထိနစ်နာวะအဖွားသိလား